ရလဲဆိုတော့ကိုကိုကိုငါဘာမှမဟုတ်ဘူးငါပိုင်ဆိုင်မှုဆိုတာလဲဘာမှ အမြဲမရှိဘူးငါရဲ့ဘဝဖြစ်တည်မှုဆိုတာလဲဘာမှအကြာကြီးမဟုတ်ဘူးစတဲ့နှလုံးသွင်းခံယူချက်နဲ့တတိပေးနေရပါတယ်မဟုတ်ရင်တရင်ကရှိနေတဲ့ကိုရဲ့အရှိတရားကို အကြောင်းပြုပြီးတော့ကိုကိုကိုအထင်ကြီးကမာနတွေက နေရာယူတက်လို့ပါပဲလူဟာကိုကိုအထင်ကြီးနေပြီဆိုရင် သူတစ်ပါးကိုအလိုလိုအထင်သေးလာတတ်ပါတယ် ိုယ့်ရဲ့အတ္တမာနကသူတပတ်အပေါ်အယုဒိပြုတ်တတ်တဲ့ခါရဝတရားကိုကိုကိုနှိမ့်ချတတ်တဲ့ဏိဝါဒတရားတွေကိုလွှမ်းမိုးသွားရင်ဘဝကအကြပိုင်းကိုဥတည်စေတော့တာပါပဲ။ရံဘာမှအကြချင်းမဟုတ်တဲ့လောကကြီးမှာဘာကြောင့်အထာကြီးတွေနဲ့မာနတွေကြီးနေကြမှာလဲပေါ့။တကယ်ဆိုရင်အလုံးဟာတေကြရအောင်မှာပဲမဟုတ်လား။ဘာမှအကြချင်းမဟုတ်တဲ့လောကကြီးမှာဘာကြောင့်အထာကြီးတွေနဲ့မာနတွေကြီးနေကြမှာလဲ။ တကယ်ဆိုရင်အားလုံးဟာတည်ကြရအောင်မှာပဲမဟုတ်လားဘုန်းကြီးရတာကိုယ့်ကိုပြန်